မင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူသူရတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကတစ်လင်းရေးသားထားတဲ့ရှုကလီလီ ဖြစ်ပါတယ်ရှုကလီလီအဲ့ဒီနေ့ကအပြင်မှာနှင်းတွေတိတ်တိတ်တဲကြလို့ပေါ့သူ့အိမ်ပြင်ပေါက်ကလှမ်းကြည့်လိုက်ရင်တလုံးကလုံးဖွေးနေတဲ့ကြားတွေကခလန်လန်တောစားစီကအိမ်သေးသေးလေးတွေဟာအစီအစီနဲ့ပြင်ပေါက်တိုင်းမှာမီးတွေလင်းနေကြ ိတ်လာတယ်။မိကိုရောင်နှင်းမြူရစီ နောက်ခံညက်နေကျက်သွေးရောင်ထိုးထားတာကနေဖြစ်လာတဲ့ကောင်းငင်ရဲ့အရောင်ဟာဘာအရောင်လဲပြောရခက်တယ်။အပေါ်မှာနှင်းတွေကအုံဆိုင်အဖြူမိုင်းမိုင်းရဲ့နောက်ခံမှာညက်နေရီရောရဲ့ကောင်းငင်လင်းနေပုံကတခုခုကိုအတင်းတန်မာပြနေတယ်လို့ပဲ။အိမ်လေးတွေကအမိုးရောအကာရောနှင်းတွေဖုံးနေပြီးပြတင်းမောက်တိုင်းကအလင်းရောင်တွေဖြာထွက်နေတာ Instagram မှာတင်ထားတဲ့ Christmas ရှုခင်းတစ်ခုလိုကိုလှနေတာအဲ့လောက်နှင်းတွေဖုံးနေတဲ့ကြားကအဲ့ဒီအိမ်ကလေးတွေဟာနင်းညိုရောင်ဆေးတုပ်ထားတယ်ဆိုတာ ကိုဘလို့မြင်လဲမမှတ်မိဘူးအရင်ကတည်းကမြင်ဘူးပြီးသားမို့လို့စိတ်ကနှင်းဖြူဖြူတွေ အောက်ကအနီရောင်ကိုတိနေခဲ့တာနေမှာဒါမှမဟုတ်ဒီလိုပုံစံအိမ်လေးတွေဟာနင်းညိုရောင်ရှိကြောင်းကိုအုံတော့ကမြင်နေကြမြင်ကွင်းတွေကနေအလွတ်ရထားပြီးသားဖြစ်နေလို့နေမယ် သူကကြောမီမပါတဲ့တတုံးခုံလေးပေါ်ထိုင်ပြီးယူကလီလီလေးနဲ့ Skyler Grey ရဲ့ Stand By Me ကိုစိုးနေလေရဲ့ Stand By Me တခြင်းရဲ့ version တွေအများကြီးအထက်မှာမှ သူရောကိုရော Skyler Grey ပြန်ဆိုတဲ့ version ကိုအကြိုက်ဆုံးဖြစ်နေတာချင်းတူတယ်။မတူတာတွေများသောတဲ့ကိုရိုးနှစ်ယောက်မှာရှာရှာပါပါတူတာတွေထဲကတစ်ခုပေါ့။သူမျက်နှာတစ်ချမ်းပေါ်ရွှေရောင်စပင်တွေဝဲကျနေတာကိုကြည့်ရတာအယံဆွဲဆောင်မှုရှိတော့နေ။ ကို့ချင်းလေးတိုက်လိုက်လို့သူ့စပင်တွေလေးမဝဲသွားရင်ဘလောက်လှလိုက်မလဲလို့ဆောင်းတွင်ကြီးအေးဆန်နေတဲ့ကြားကမညာမတာစဉ်းစားမိသေးတယ်။သူနဲ့ကိုနဲ့ဟာအသားအရောင်မတူအသက်အရွယ်မတူ လူမျိုးမတူ စားတာချင်းမတူ ကိုးကွယ်တဲ့ဘာသာမတူတကယ်ကသူကဘာဘာသာကိုမှမကိုးကွယ်တာဘာမှကိုမတူတာတွေကြားထဲမှာတယောက်ကိုတယောက်ကြိတ်သဘောကြားခဲ့တာချင်းတူခဲ့တယ် သူကကိုကို သူတွဲဘူးတဲ့သူနာရှိတဲ့ယောက်ျားတွေနဲ့ရှင်ရင်ဘာမှထူးပြီးသားမနေပေမဲ့ exotic နည်းနည်းဖြစ်တယ်လို့ခံစားရလို့စစိတ်ဝင်စားခဲ့တာတဲ့ကိုကတော့ရှင်းတယ်သူကတိတ်လှလို့ဒီအသက်ရွယ်အထိအနိကပြောဆိုဆက်ဆံဖူးတဲ့မိန်းကလေးတွေထဲမှာသူအလှဆုံးပဲသူတချင်းစုံနေတော့အေးစင်စင်ဖြစ်လာလို့ဘေးကမီးလင်းဖို့အသေးလေးတဲ့ထင်းချောင်းတချို့ထိုးထည့်လိုက်တယ် ူ့အိမ်လေးထဲမှာလျှက်စင်တဲ့အပူပေးတဲ့ဟီတာမရှိဘူး။နှွေးအောင်မီးလင်းဖိုလိုမျိုးလေးလောက်ထားပြီးမီးလင်းဖိုပဲထားပါတော့။ထင်းတွေထည့်ပြီးမီးဖိုပေးရတယ်။ကိုကတော့အလုရှုပ်တယ်လို့ပဲမြင်တယ်။အိပ်ပျော်နေရင်ထင်းမှထမထင်နိုင်တာ။ညဘက်ကျအနှွေးတဲ့ရော့တာပေါ့။အိမ်ထဲထည့်ထားတဲ့ထင်းကတိတ်မကြံတော့ဘူးမို့မပြန်ခင်ထင်းတွေထည့်ထားပေးခဲ့လိုက်အောင်မယ်။ရာသီဥတုတာရတဲ့နေ့ဆိုတော်တယ်အပြင်းပြေ တခါတလေထင်းအတူထွက်ကောက်လေးရှိတယ်။ဒါပေမဲ့အများအဖြစ်တက္ကသိုလ်သမားတွေနဲ့စူပါမားကတ်ကထင်းခွဲချမ်းတွေဝယ်ရတာပါပဲ။တဘာဝပတ်ဝန်းကျင်ထင်းသင်းရေးကိုတိတ်အလေးထားတဲ့သူ့ကို ထင်းတွေမီးရှို့တာတတော်ပြုံးတော်ကိုပုံမဆိုးဘူးလားလို့တခါတလေမေးချင်ပေမဲ့သူကအဲ့ဒီကိစ္စတွေကိုထပ်ပို့ပြီးသိနေတာဆိုတော့မေးလေကိုပဲပြန်အပခံရမှာ။ရေးနဲ့လျက်စက်အသုံးချမ်းတာပလတ်စတစ်အရန်သုံးတာအဝတ်အစားအသစ်တွေ သူနဲ့ရှင်ရင်မကြခဏဝဲတာ သူကအဟောင်းဆိုင်ကဝဲတာများတယ်အသားစားကျူးတာကိုပြန်ပြောခံရမှာတွေအများကြီးကိုမတဘာဝပါဝန်းကျင်အတွက်ကောင်းတဲ့အလေးအကျင့်ဆိုလို့ဘဲသွားသွားစပိန်အများဆုံးသုံးတာပဲရှိမယ်သူတချင်းဆုံးသွားတော့မျက်နှာရှိက စပိန်တွေကိုနောက်ရောက်အောင်တစ်ချက်ဆက်ခနဲခါလိုက်ပြီးကိုကိုပြုံးကြည့်တယ်သူမျက်လုံးတွေကိုခဏစိုက်ကြည့်မိလိုက်တော့ဆာဘရီနာဂျော်ဒန်ရဲ့ Hazel Eyes တချင်းကို နားရဲကြားရောင်လာတယ်လို့ပဲကိုပိုက်စားလာပြီလို့အဆက်အစမရှိပြောမိသွားတော့သူကလည်းဘာမဆိုင်ညာမဆိုင်ကော်ဖီတောက်ပါလားတဲ့မတောက်ချင်ပါဘူးကိုကကော်ဖီဆိုခွက်ထဲချက်ချင်းထည့်ပြောတော့တဲ့ instant တွေပဲတောက်တာသူစီမာကကော်ဖီမုန့်ကို french press ထည့်ထည့်ပြောအနေထိုင်အောင်ခဏဆောင်ပြီးမှအမုံတွေမပအောင်အစ်စ်ပါတဲ့အဖုံနဲ့အပေါ်ကဖိချပြီးခွက်ထဲထည့်တောက်ရတာဘာမှသိမကြဘူးဆိုပေမဲ့ စဉ်းစားကြည့်လိုက်ရင်ထပြောရမှာပြင်းစရာကြီးခဏနေတော့ကိုကိုသူ့ကြောဖို့ဤထဲက nest တွေကိုထုတ်ပေးပြီး သူလည်းနည်းနည်းဝါးတယ်သူကတရေစားဆို nest တွေစားရတာကြိုက်ပြီး ကိုကတော့အာလူကျော်တို့တရေစားမျိုးတွေကြိုက်တယ်သူ့ nest တွေက စားရတာကိုအတွက်အားသာမပြေဘူးရဲ့ခုညဒီမှာအိမ်မှာလားလို့သူကမေးတော့မအိမ်ဘူးဒီမှာအေးတယ်လို့ကိုပြန်ပြောလိုက်တယ်တီးပြီးသားအဖြေပဲမို့ ပြီးတော့လဲကိုကညအဲ့ရင်အေးမခံနိုင်တာလဲအမှန်ပဲမို့သူဘာမှဆက်မပြောတော့ဘူးပြောလို့သာပြောရတာသူ့အိမ်ကနေနှင်းတွေကြတယ်မိနစ်40လောက်စပိန်စီပြန်ရမှာတွေးပြီးရင်းလေးနေပြန်ရောဘတ်စကားစီပြန်မှုကြတော့လဲသူ့အိမ်ကနေမှတ်တိုင်ကိုလမ်းတာရောကားရှာတာရော စပိန်ဒီမှာထားခရင် နောက်နေ့စီစီကမရှိတော့မှာရော အကုန်လုံးပေါင်းလိုက်တော့ပိုမဖြစ်နိုင်တော့ဘူးဒီပုံဒီရာဒီဥဒုနဲ့က ြန်လဲအအေးကပတ်မှာပါပဲကိုရုစားတီတုံးကနှစ်ယောက်စလုံးမှာဆိုင်သူ ကိုစီနဲ့ခုကြတော့အဲ့ဒီတုံးကဆိုင်သူတွေမရှိတော့ပေမဲ့သူနဲ့ကိုနဲ့ကရောတကယ်ဆိုင်လားမဆိုင်လားနှစ်ယောက်စလုံးမသေးကြဘူးရဲ့တိတ်မကြတော့တဲ့အနာကမှာတော့လုံးဝမဆိုင်တော့ဘူးသေးကြတယ်ဒီလိုပါပဲဘဝမှာတချို့အရာတွေကဘလောက်လိုချင်လိုချင်ဘယ်တော့မှပိုင်ဆိုင်ခွင့်မရှိဘူးဒါမှမဟုတ် မပိုင်ဆိုင်ခြင်းဘူး။ There are things that we can have but can't keep ဆိုတဲ့ဒင်းကင်ပါတခြင်းစာသားတစ်ပိုင်းတစ်စကကိုတို့အတွက်အမှန်တရားပဲ။ငါတို့ကွန်ဆတ်ကိုနင်လာကြည့်မှာမလား။သူမေးမှသတိရတယ်။လာမယ့်အပတ်စနေနေ့ညသူဝင် perform လုပ်မယ့် orchestra ပွဲတစ်ပွဲရှိတာကိုသူ perform လုပ်မှာဆိုပေမဲ့သူကစင်ပေါ်ကအများကြီးထဲမှာတရောထိုးနေမှာပါ။အဲဒီကွန်ဆတ်ကဒီမြို့မှာဆောင်းရင်းဆိုနှစ်တိုင်းလုပ်ပြီး ဂီတဝါဒနာပါတဲ့ចောင်းသားတွေတပွဲပြီးတပွဲဖြောပြေးကြတာပါအများအဖြစ်အရန်နာမည်ကြီးပြီးသားတချင်းတွေကို အဆုံမပါပဲအတီးနဲ့ဖြောပြေးကြတာပဲလက်မှတ်ကလည်းចောင်းသားတွေတန်နိုင်မဲ့ဈေးတက်တက်တတနဲ့ရောင်းတာရတဲ့ပတ်စံကို charity အဖွဲ့သေးသေးလေးတွေဒါမှမဟုတ်လိုအပ်တဲ့လူတွေအတွက်ပြန်လှူကြတာလက်မှတ်ကဝဲလို့ရသေးလားမေးတာမေးရတယ်ကိုယ့်ရဲ့အရာရာကိုအချိန်ဆွဲတတ်တဲ့အကျင့်နဲ့ ်မိဒါတာအတွက်လိပ်ပြာကတိတ်မလုံးဘူးလက်မှတ်ဝယ်လို့ရမယ် Facebook event ကိုသူလွန်ခဲ့တဲ့နှစ်နာရီလောက်က invite လုပ်ထားတာခုလောက်ဆိုဝယ်ရမယ် deadline တော့ကျော်နေတော့ပြီသူ့ကိုသူဘာမှပြန်မပြောပဲသူစာကြည့်စပွဲအန်ဆွဲတဲ့ကနေပြက်ကရင်ဒါယာတွေစာအုပ်လေးထုတ်ပြီးညှက်ထားတဲ့လက်မှတ်လေးထုတ်ပေးတယ်ဒီကကြီးတဲ့မှာဖုန်းထဲကကလန်ဒါမှာအကုန်မှတ်လို့ရပြီ အနာနေရင် reminder တောင်ပြသေးတာကိုသူကပြက်ကရင်စာအုပ်တွေပဲသုံးတယ် သူ့ပြက်ကနေစာအုပ်လေးကရှေ့အဖုံးမှာတည့်ရွက်ပုံလေးနဲ့နောက်ဖုံးမှာကျသစ်ပင်တပင်ရဲ့ပင်စီလိုမျိုးဒီဇိုင်းနဲ့ကြည့်လို့တော့မိုက်တယ်။အဲ့ဒီစာအုပ်ထဲမှာသူလုပ်ရမယ့်ကိစ္စတွေ၊ deadline တွေ၊မွေးနေ့တွေအစားရှိသဖြင့်သူ့ရက်နဲ့သူမှတ်ထားတယ်။တချို့နေရာတွေမှာလည်းသူ့ notes လေးတွေရေးထားတာရှိတတ်တယ်။ဥပမာသူ့ရေးစာဟောင်း training စင်းနဲ့အဖွဲ့အစည်းရဲ့လိပ်စာ သူ့ဦးလေးရဲ့ family မှာစိုက်ထားတဲ့ သူမသိတဲ့အပင်နာမည်တွေအစရှိသဖြင့်ပေါ့ကွန်ဆာလမတ်ကိုကြည့်လိုက်တော့ဘီနဲ့စပြီးတုံညာနှလုံးနောက်မှာကိုယ့်ရဲ့ lucky number အပူလေးဒီနံပါတ်ကိုရဖို့ဆို သူအစောကြီးတည်းကဝယ်ထားရမှာသူပါလေပွဲမလို့အလကားရတာဆိုရင်တော့လက်မှတ်ရောင်မူတောင်းဝန်ယူထားရတဲ့သူ့ငွေချင်းတွေကိုအစောကြီးကလေးကကြိုးပြောထားမှရမှာသူလက်မှတ်ဝယ်ပေးထားမှာကိုမပြောထားဘူး ိုဘသားကိုဝယ်ထားမိရင်နှစ်ဆောင်ဖြစ်နေုံပဲဒါမှမဟုတ်လဲကိုမိနေမှာကိုတီလို့ဝယ်ထားပြီးခုလိုထုတ်ပေးတာနေမှာပေါ့ကိုက numerology နဲ့ပတ်သက်ရင်နည်းနည်းအစွဲကြီးတာသူသိတယ်ကိုမှာ lucky number လို့ပြောရမယ်ဂဏန်းတစ်ခုနှစ်ခုနဲ့ unlucky number လို့ကိုသတ်မှတ်ထားတဲ့ဂဏန်းတစ်ခုရှိတယ်အဲ့ဒါလဲဘဝမှာဂျိန်ပန်များစွာတိုက်ဆိုင်မှုတွေကြုံလာရင်အစွဲကြီးသွားတာအခုသူဝယ်ထားတဲ့လက်မှတ်က ကိုလက်ကီနာမကိုရွေးဝယ်ထားတာဆိုတော့စိတ်ထဲနည်းနည်းကြည်နူးမိတာတော့အမှန်ပဲတခါတလေကျသူကအဲ့ဒါမျိုးလေးတွေမတင်ထားတာလေးတွေမှာဂယုဆိုင်မှုကိုထုတ်ပြတတ်တယ်နှစ်ယောက်တည်းသိတဲ့အရာမျိုးတွေပေါ့ညစာမစားခင်တချင်းတစ်ပုတ်လောက်ဖွင့်ပြပါလားအခြေတချင်းအေးအေးလေးတစ်ပုတ်လောက်ငါနားအေးချင်လို့အင်္ဂလိပ်တချင်းလားဘာဖြစ်ဖြစ်ရတယ်ငါနားလေစရာမလိုဘူးခံစားချင်တယ် မူးဆွေးနေလားမသိပါဘူး။ဘာစိတ်ကူးပေါက်ပြီးဖွင့်ခိုင်းနေမသိပေမဲ့ OK ဆိုပြီး Bluetooth speaker ကိုကိုထားဖွင့်လိုက်တယ်။ပြီးစုံသင်းပါရဲ့အကျဉ်းသာစင်ရင်ကိုဖွင့်ပြလိုက်တယ်။ငင်းညောင်းတဲ့ဂီတာသန်း intro နဲ့ချိုလွယ်တဲ့စုံသင်းပါရဲ့အသံမှာဒီကလေးမှအေးချမ်းပါစေလေ။ညစာစားရင်ဒီညအိမ်ရောပြန်ဖြစ်ပါအောင်မလားမသိဘူးလို့စဉ်းစားမိလာတယ်။အခုကဒီမှာလဲမအိပ်ချင်ဘူး။ အိမ်လည်းမပြောင်းခြင်းဘူးအေးလို့တခါတလေကိုကဘာမဟုတ်တာလေးတွေမှာဇဝေဇဝါဖြစ်လို့နဲ့ပြောရမယ်နေ့စဉ်ကြုံနေကြအရေးမကြီးတဲ့ကိစ္စတွေမှာဘာမှရည်ပြကြိုမဆုံးဖြတ်တာပဲအမြဲတမ်းအခြေအနေအရပဲလို့စိတ်ထဲမှာအမြဲထားထားတတ်တာအဲ့လိုတွေကို သူ့ကို ပြောရင် သူကမကြိုက်ဘူးအဲ့ဒီတော့တခါတလေသူ့ကိုပြောရင်စိတ်ထဲမှာရှိတဲ့အတိုင်းမပြောဖြစ်တော့ဘူးတခုခုကိုအပြပြောရတယ် ဥပမာဒီဇိုင်းသွားစမယ်ဒီရထားစီးမယ်လို့ပါလို့ပေါ့နောက်မှကိုယ့်ဟာကိုယ်အခြေအနေအရကြည့်လုံလိုက်တာအဲ့ဒီအချင်းကို သူကသဘောမကျအဲ့ဒီညာကအိမ်ပြန်မှုနောက်ကျနေတာနဲ့သူ့အိမ်မှာပဲအိပ်ဖြစ်သွားပြီးမန်နေဂျာအစောကြီးကိုထပြန်လာခဲ့တယ်မပြန်ခင်သူစားဖို့ဆန်ဒဝစ်လုပ်ပေးထားခဲ့တယ်မိဖို့ကိုမိထတော့အောင် ထင်းထထည့်တယ်အိမ်ထဲကိုအပြင်ကထင်းတွေတဲပေးခဲ့လိုက်တယ် သူကတော့ဆောင်းအထူးကြီးချုံပြီးကိုင်းနေလေရဲ့နှစ်ဖူးကိုဖောပွားလေးနဲ့တော့အင်းဆိုပြီးပြန်အိတ်သွားလေရဲ့အစောကြီးထားပြန်တော့ဆိုပေမဲ့ကိုသူ့အိမ်ကထွက်တော့မနက်9နာရီလောက်ရှိပြီဒါပေမဲ့ဒီနိုင်ငံမှာကမိုးမလင်းသေးဘူးလမ်းပေါ်မှာဘယ်သူမှလည်းမရှိဘူးအနှုတ်18ဒီဂရီလောက်နှင်းလူကခြေချင်းဝတ်လောက်မိုးမလင်းသေးခင်ဘယ်သူကအပြစ်ထွက်မလဲကိုကိုသူသဘောကျတယ်ဆိုပေမဲ့ သူသဘောမကျတဲ့အချက်တွေကလည်းကို့မှာအများကြီးရယ်သဘောမကျလည်းမတတ်နိုင်ဘူးဒီခန္ဓာကိုယ်ဒီအကျင့်တွေက ပြောင်းလို့မှမရတာပြောင်းလဲခဏပဲကိုဒီသဘောမကျစရာတွေအပြည့်နဲ့လူကိုမှ သူကလာသဘောကျခဲ့တာကို သူ့မှာတော့ကို့အတွက်သဘောကျစရာတွေကြီးပဲသူနဲ့ပတ်သက်ပြီးစိတ်ထဲခိုးလုခုလူဖြစ်မိတာဆိုလို့ကြီးစားများတာကိုစသည်သည်ချင်းတော့ကနေတခါတလေတချို့ယောက်ျားတွေနဲ့ ကို့အထင်လိုတာထက်ပိုပြီးရင်းနှီးနေတာဥပမာတခါတော့ငါသူနဲ့ DJ တယောက်နဲ့ Dancing Event တခု host လုပ်လိုက်ကြတာသူတို့နှစ်ယောက်နေရောညာရော message ပို့ coffee ဆိုင်မှာတွေ့အကြံဉာဏ်တွေထုတ်တိုင်ပင်နေကြတာတလားလောက်နေပါရှိမယ်မသိရင်အတွဲတွေလိုပဲ Air Event ကိုကိုဖိတ်တယ်မသွားဘူးကိုကကမှမကတတာပြီးတော့သူတို့က ecstatic dance ဆိုတော့လွတ်လွတ်လပ်လပ်ဝတ်ပြီး တချို့ဆိုအင်ဂျီတောင်မဟုတ်ဘဲကြပဲချွေးတွေရွှဲတဲ့အထိကားကြမှာကိုတိတယ်ကိုသွားရင်စိတ်ကတိကအောင်ဖြစ်ရမှာအဲ့တုန်းကသူ့ကိုကိုကဂျိတ် crush နေတုန်းရှိသေးတာအဲ့ဒီဂျီကောင်ကကို့အပေါ်လေဖော်ရွှေပေမဲ့သူတို့နှစ်ယောက်ကို အလကားနေရင်အစာမကျေဘူးအခုထိပဲအခုကကိုတို့နှစ်ယောက်စလုံးကြောင်းပီးထားကြတာဆိုတော့အလောက်ရှာနေကြတာလားတချို့ကြာနေပြီဒီကြတဲ့အချိန်မှအလုပ်လေးတွေလုပ်ပြီးအသက်ဆက်နေကြရတာ ဒီနိုင်ငံမှာဆက်နေမယ်ကိုကတော့ဒီနိုင်ငံကဘာသာစကားကိုစ조사တင်နေရပြီသူကတော့ဘာသာစကား၄မျိုးလောက်ပြောတာနေတော့သူစိတ်ဝင်စားတဲ့အလုပ်တွေကိုချိတ်ဆက်ရှာတယ် social and cultural event တွေမှာ volunteer လုပ်တယ်ကိုနဲ့သူမတူတာကကိုကကိုပညာအရေးချင်းနဲ့ကရင်ဘယ်အလုပ်မစို့လုပ်ဖို့ဆုံးဖြတ်ထားပြီးသူကတော့သူစိတ်ဝင်စားတဲ့အလုပ်တွေကိုပဲရှာနေတာပြီးတော့သူ့အတွက်က အလုပ်လုပ်ရမယ့်နေရာဒေသနဲ့လစာကိုထိတ်စင်းစားမနေတလို့ပဲကဘာတစ်ဖက်စီမှာမွေးဖွားခဲ့ကြတဲ့လူနှစ်ယောက်ဟာကဘာကြီးကိုချစ်ပုံချင်းရောဘဝကို ဖြတ်တန်းစင်းစားပုံချင်းရောတခြားစီတွေဒီလိုနဲ့အလုပ်တွေရှာရင်နော်ဝေးက research project တခုမှာ6လလောက်ကြာမဲ့ page internship တခုသူရသွားတယ်။နောက်တလခွဲလောက်နေရင် project ကစပြီးဆိုတော့အခုရပိုင်းတော့သူပြောနေတယ်။သူအရင်စိတ်ဝင်စားတဲ့ project ဖြစ်တာရော။ တောထဲမှာ research group တစ်ခုလုံးစုနေကြပြီးသူတေသနအလုပ်တွေလုပ်ရမှာကြောင့်ကိုတိတလောက်စုအဲ့ဒီတောထဲကမှုယောဂါတစ်မျိုးဆွဲကနေတဲ့မျိုးတုံးပြောက်ွယ်ခါနီးရင်းညှီမျိုးနွယ်ဝင် အပင်တစ်မျိုးကိုလေးလာကြမှာ တောထဲမှာနေတဲ့အချိန်ဆိုအင်တာနက်ကမရဘူးဖုန်းလိုက်မမိဘူးအင်တာနက်ပြီးရင်လဲသူကအဲ့ဒီသူတေသနအဖွဲ့အစည်းမှာအလုပ်ဆက်ရဖို့များပါတယ်ဘယ်နေရာဘယ်တိုင်းမီ ။ကဘာကြီးရဲ့ဘင်းအချမ်းမှာသွားပြီးအလုံလို့ရမလဲတာမသိသေးတာ။သူ့ကြည့်ရတာကိုနဲ့ခွဲရဖို့ဘာမှစိတ်ခံစားချက်တိတ်မရှိပဲ။အလုံအတွက်ပဲ exciting ဖြစ်နေတယ်လို့ပဲ။ကိုကတော့ဘာမှမဖြစ်တယ်လို့နဲ့သူ့ကိုထောက်ခံလိုက်အားပေးလိုက်အကြံပေးလိုက်တွေသာ လုပ်နေရတာ။ရှင်ထဲမှာတော့ကဘာပြက်နေတာသူမသိဘူးအစကလေးကလည်းဘယ်သူမှမသိဘာ commitment မှမရှိတဲ့ relationship မျိုးဆိုတော့တယောက်ကိုတယောက ဘာမှလည်းပြောလို့မရတယ်လို့ပြောခွင့်လည်းမရှိပါဘူး။ကိုတို့မှာဖန်တီးလို့ရတဲ့ပုံအနာကမရှိဘူး။ဒါမှမဟုတ်ရှိလောင်လည်းမကြိုးစားခြင်းဘူးဆိုတာနားလည်ထားပြီးသား။အချိန်တန်ကိုလန့်ကိုဆက်လျှောက်ကြရင်ဝေးသွားတဲ့အခါဒီ relationship ကို အဆုံးသတ်လိုက်ဖို့အစကတည်းကသဘောတူပြီးသား။လူသားဆန်ရတာကိုနှစ်ချိုက်တဲ့လွတ်လပ်မှုကိုသဘောကျတဲ့အနေငယ် toxic ဆန်တဲ့စိတ်နေသဘောထားမျိုးနှစ်ယောက်စလုံးမှာရှိနေတော့ LDRS အနေနဲ့နေဖို့တွေတနေ့မှာပြန်ဆောင်စည်းမယ်မျှော်လင့်ချက်အတွက်調査အားထုတ်ရတာတွေကိုကိုကို compromise လုပ်ရတာတွေစိတ်ဝင်ထုတ်ဝင်ဖို့တွေကိုတည်ဆောင်ဖို့နှစ်ယောက်စလုံးမလိုလားကြဘူးအဲ့ဒါကိုပြန်သွားရရင် သူနဲ့ကိုခင်ခါစားကာလတုန်းကညနေခင်းတက်တဲ့ language class ထဲမှာတရားအကြောင်းတရားစဆုကြတာကိုမှတ်မိတယ်အဲ့ဒီအချိန်တုန်းကလောလောလတ်လတ်ကမှ၅နှစ်လောက်ကြာတဲ့ relationship ကနေ ရိတ်ကဖြစ်ထားတဲ့ကိုကအသေးကွဲပြီးပူနေတာ break time မှာတငယ်ချင်းတွေစုပြီး မတ်တာစကားပြောကြတော့ကိုကိုအစဉ်ပြေလာပါလားတခြားတငယ်ချင်းတွေကမေးကြရင်ကိုရဲ့ break up ဖြစ်ထားတဲ့အကြောင်းတွေစကားစကားရောက်သွားရောအဲ့ဒီစကားဝိုင်းမှာတော့ကသူကဘာမှမပြောဘူးကြည့်ပြီးပဲနားထောင်နေတာ break time ပြီးလို့အတန်းနဲ့ပြန်ထိုင်လာကြမှသူကဆရာမဆာလာမတင်သေးခင်ကို relationship အကြောင်းအသေးစိတ်တွေမေးတာ ရှီထဲမှာထိုင်တဲ့သူက နောက်လှည့်ပြီး ကိုယ်စပွဲပေါ်မေးလေးတင်ကလေတံအေးအေးလေးနဲ့စဆုပ်နေတာမှတ်မိတယ်။အဲ့ဒါသူ့မျက်နှာကို ပထမဆုံးအနီးကမြင်ဘူးလားပဲ။အသေးကွဲနေတယ်ဆိုပေမဲ့သူ့အလှကြောင့်စိတ်ထဲမှာဖိုးသူဖသက်တွေဖြစ်မိခဲ့တာကတော့အမှန်ပဲ။အဲ့လိုအမေခံရမယ်မထင်ထားတော့ဖြီးနေရင် စိတ်ထဲအံ့ဩနေခဲ့သေးတယ်။ကိုလဲဝှကြည်တန်းကြီးသူ့အကြောင်းနည်းနည်းပြန်မေးကြည့်တော့ သူကအိမ်အောင်ပြူတာတွေကလေးမွေးတာတွေသူ့ဘဘမှာလုံးမမဟုတ်ဘူးဆိုတော့အံဩရပြန်ရောအသက်ကြီးရင်မိသားစုဘဘလေးနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့ကိုနဲ့လင်းယူသားမွေးမလုပ်ခြင်းနဲ့သူနဲ့အဲ့ကလေးကစလွဲတာအဲတော့ကကိုပဲဓာတ်ရိုက်မမေးခဲ့လို့လားသူပဲတမင်တကာခြံထားခဲ့တာလားမသိဘူးသူ့မှာ relationship ရှိနေတာ သူမပြောခဲ့ဘူးသူ့မှာ RS ရှိတာ နောက်မှတခြားတငယ်ချင်းတယောက်ကပြောမှကိုသိခဲ့ရတာကိုတို့တငယ်ချင်းတွေအဖွဲလိုက်စကားတွေအများကြီးပြောမှုပဲမဲ့ကိုပါနဲ့စကားဝိုင်းတိုင်းမှာသူကအဲ့ဒီအကြောင်းတစိုးတစတာမပြောခဲ့ဘူးဘူးနောက်ပိုင်းအဲ့ဒီ relationship ပြီးဆုံးသွားတော့လေကိုကိုသူမပြောပြခဲ့ပါဘူးတခြားသူတွေစီကပဲတစင်သိခဲ့ရတာတခုသောညနေ language class ပြီးတော့လူရောစေရောဘူးနေတဲ့ကိုကအိမ်အပြန်ကိုစပိန်တွန်းပြန်နေခဲ့တာ အဲ့ဒါကိုသူကနောက်ကလိုက်လာပြီးသူစပိန်လေးအချိန်လျှော့ကဘာလို့မစီပဲတွန်းနေကြလဲဘာဖြစ်လို့လဲမေးပြန်ရောအဲ့ဒါနဲ့သူနဲ့ကို စပိန်ရှင်စီပီပြန်ခဲ့ကြတယ်သူနေတဲ့နေရာနဲ့ကိုနေတဲ့နေရာကလမ်းကြုံတယ်သူလမ်းပြမယ်ဆိုလို့သူစီးတဲ့လမ်းအတိုင်းလိုက်စီးလိုက်တာပဲဒီမျိုးကိုရောက်တာမကြသေးတဲ့ကိုဟာစပိန်သာသူနဲ့အတူတူစီးနေရတာဘယ်လမ်းတွေရောက်လို့ရောက်နေမှန်းလဲမသိခဲ့ပါဘူး တကယ်ဆိုသူနေတာကမြို့အပြင်ပန်းနဲ့နဲ့ဝေတော့သူစပိန်ကဘက်တရီပါတယ်။အဲ့ဒါကိုသူကဘက်တရီမပွင့်ပဲကိုနဲ့နင်းနီးလိုက်စီပေးတာ။ကိုနေတဲ့မြို့အစွန်နာကကျောင်းသားအဆောင်တွေဘက်ကိုရောက်တော့ကိုတို့ဘက်စပိန်ရပြီးကိုနေတဲ့နေရာကို သူက တေချာလမ်းညွန်ပေးပါတယ်။အဲ့ဒီလိုနဲ့နောက်ပိုင်းကျသူကျောင်းမလာတဲ့ရက်တွေမှာလက်ချာစာရွက်တွေသူ့အတွက်ယူထားပေးဖို့ WhatsApp ကနေ message တွေပို့တတ်တယ်။ နောက်ပိုင်းကျသူ message မပို့လဲကိုယူထားပေးခဲ့တယ်။ကိုကတော့အကြောင်းနောက်ကျရင် သူ့ကိုစာသင်ခန်းတကားလာဖွင့်ပေးဖို့အကူအညီတောင်းရတယ်။ lunch အချိန်ဆိုကျောင်းဝင်းထဲကလူရှင်းနဲ့တစ်ပင်အောင်မှာထမင်းအတူစားကြတယ်။ဒီလိုနဲ့ကိုတို့နှစ်ယောက်ဇလန်းစားခဲ့တာပေါ့။ဘဝမှာကိုဘယ်တော့မှလှုပ်ဖြစ်မှာမဟုတ်တဲ့အရာတွေမှာမဝင်ကားတဲ့နန်းနံမင်းထည့်စားတာနဲ့သူ့ကို I love you လို့ပြောတာဖြစ်လိမ့်မယ်။သူလဲကိုကိုပြောမှမဟုတ်ဘူးဆိုတာ ကိုသေးချာသိတယ်။သူတို့ယဉ်ကျေးမှုနဲ့လိုက်လျောညီထွေစွာပဲကိုရုနှစ်ယောက်စလုံးတယောက်ကိုတယောက် I like you လို့ပဲပြောဘူးတယ်။လူတယောက်ကလူတယောက်ကိုသဘောကျတယ်ချစ်တယ်ဆိုတာဘဇက်ကမပြောလဲသိတဲ့အရာဆိုတာကိုရုနှစ်ယောက်စလုံးအသေးအချာနားလည်ပါတယ်။သူနော်ဝေမသွားခင် ကိုယ်တို့တယောက်ကိုတယောက်သချင်းတစ်ပုဒ်စီအမှတ်တရလက်ဆောင်ပေးဖို့သဘောတူကြတယ်။လက်ဆောင်ပေးတယ်ဆိုလို့သချင်းတွေရေးဖန်တီးပေးတာမျိုးမဟုတ်ပါဘူး။ ကိုကရေးလဲမရေးတတ်ပါဘူးဝေးသွားတဲ့အခါတယောက်ကိုတယောက်နားထောင်စီခြင်းဆုံးတခြင်းတစ်ပုတ်စီရွေးပေးကြတာပါအဲ့ဒီတော့သူဖုန်းယူပြီး Apple Music ထဲမှာကိုကတခြင်းတစ်ပုတ်ထဲနဲ့ playlist လုပ်ပေးလိုက်တယ်ပထမတော့ကိုခန်းစားချင်တဲ့တထားသေးကြပြီးသူရောကိုရောကြိုက်တဲ့ Radiohead ရဲ့ Creep ကိုရွေးတယ်ပြီးတော့စိတ်ပြောင်းပြီး Event 740ရဲ့ Dear God ကိုပြောင်းထည့်လိုက်တယ် အနာဂန်နီနီမာယောဝေးဝေးမာယောသူဟာကိုယ့်ထဲအဆအဆအရာရာအစဉ်ပြေမာကို သိပေမဲ့ကို အနာမရှိတဲ့အချိန်သူ့ကိုဖျားသခင်စောင့်ရှောက်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ heavy metal အဖွဲ့တွေရဲ့တခြင်းတွေသူသိမကြိုက်ပေမဲ့ဒီတခြင်းတော့သူခံစားလို့ရပါစေလို့ပဲမျှော်လင့်တယ်။သူကတော့အဝါရောင်နှုတ်ပတ်လေးပေါ်မှာတခြင်းနာမည်ကို ခဲတံနဲ့ရေးပြီးကိုကိုပေးတယ်။သူကအများအားဖြင့် ။စာရေးရင်ရိုးရိုးခဲသားခဲတံတွေပဲတုံးတာများတယ်။ငါအိမ်ရောက်မှကြည့်လိုက်မယ်ဆိုပြီးအဲ့ဒီ notebook လေးကိုကျင်းပေါင်းမိနောက်အိတ်ထဲထိုးထည့်လိုက်တယ်။ကိုတို့နှစ်ယောက်မနီးစချင်းရဲ့အမတ်တရားဖြစ်တဲ့အဲ့ဒီတချင်းကိုကိုအဲ့ဒီတုန်းကမသိချင်းခဲ့တာတော့အမှန်ပဲ။တခါတလေတော့လေကိုအတွင်းထဲမှာရောတချို့အရာတွေကနေမတိမတာလေးရှောင်းပဲပြေးနေတာတဲ့အကျင့်တခုရှိနေခဲ့တယ်လို့ထင်တယ်။ဒီလိုနဲ့ပဲ သူနော်ဝေထွက်သွားတော့ကိုတို့အေးအေးဆေးဆေးလေးဝေးသွားခဲ့ကြတာပဲလို့ပြောရမယ်။တယောက်နဲ့တယောက်လည်းမဆက်သွယ်ပြေးကြတော့ပါဘူး။သူ့ကိုလေးစိတ်လိုက်ဖို့တော့ကလည်းတယောက်ကိုတယောက် keep in touch လို့မပြောဖြစ်ခဲ့ပါဘူး။ကိုယ့်ဘက်ကတော့အင်တာနက်မရဖုန်းလိုင်းမရတော့မဆက်သွယ်ဖြစ်ခြင်းအတွက်ဖြေသိမ့်မှုအကြောင်းပြချက်ကောင်းကောင်းတခုရှိနေပုံပါပဲ။ကိုတော့သူ့ကိုဆူဆူရွားရွားကိုတတိရပါတယ်။အချိန်တိုင်းတတိရ ဘာလို့လို့တရိယာဖြစ်နေတာမျိုးပါဖုန်းကခွီးဆိုတာနဲ့သူ message ပို့တာလားဆိုပြီးအ мян ကောက်ကြည့်ရတာကိုတို့နောက်ဆုံးပြောပြတာက WhatsApp မှာသူ Norway ကို safety arrive ဖြစ်တယ်ဆိုတဲ့အကြောင်း message ပို့ခဲ့တာပါနောက်တနေ့ကျတော့သူတို့အဖွဲ့တော်တဲ့ထွက်သွားကြပါပြီ သူပေးတဲ့ notebook လေးဘောင်းမီအိတ်ထဲကမထုတ်ပဲမိပြီးအဝတ်လျှော်ဆက်တဲ့ပါသွားလို့ခြေမွနေတဲ့စာရွက်လေးပဲပြန်ရတော့တယ် အခြေမွနေတဲ့စာရွက်လေးကိုအမတ်တရာတိတ်မထားဖြစ်ပါဘူးလွန်ဒရီကန်တွေကအမိုက်တောင်းနဲ့ထဲလိုက်တယ်အဲ့ဒီတခြင်းကိုမသိချင်ခဲ့တဲ့ကိုအတွက် ကိုကိုကိုအကြောင်းပြစရာတခုထပ်ရသွားတာပေါ့သူသွားပြီးနှစ်လနီးပါးကြာတော့အနီးနားကမြို့တစ်မြို့မှာကိုအလုပ်ရတယ်နေတိုင်းယထာအကြကြီးစီးပြီးအလုပ်သွားရတာပြင်းစရာကောင်းပေမဲ့အလုပ်ကအဆင်ပြေပါတယ်အလုပ်သွားအလုပ်ပြန်တိုင်းတခြင်းတွေနားထောင်ပြစ်တယ် ယထာလမ်းဘေးတစ်လျှောက်က ရှူကင်းတွေကြည့်ရင် သူ့ကိုလွမ်းတယ်။အလုရတဲ့အကြောင်းလွမ်းတဲ့အကြောင်းစိတ်ပင်ပန်းတဲ့နေ့တွေဆိုသူ့ကိုအနာရှိစေခြင်းနဲ့အကြောင်းစကားတွေအများကြီးပြောချင်ပေမဲ့မဆက်သွယ်ဖြစ်တော့ပါဘူး။ကိုတို့ဝေးသွားပါပြီ။ဒီလိုနဲ့ရာဒီဥရုတိတ်မတရားတဲ့မနက်ခင်းတခုမှာမနက်စောစောအိယာထယထာစီရတဲ့ကိုစိတ်ကလည်းတိတ်မကြည်ဘူးရဲ့ ရထားပေါ်ထိုင်ပြီးပြီးချင်းဖုန်းထဲက Spotify ကနေ DJ S ကို ထုံးစံအတိုင်း auto play လိုက်တယ်။စိတ်မကြည်ပါဘူးဆိုမှ DJ S ကကိုမကြိုက်တဲ့ Cool Play ရဲ့တခြင်း A Sky Full of Stars ကြီးကိုဖွင့်ပြတယ်။ကိုဟာဘဝမှာကောင်းတိုင်းလည်းမကြိုက်နာမည်ကြီးတိုင်းလည်းမကြိုက် သူများကြိုက်တိုင်းလည်းမကြိုက်တဲ့တောက်ချင်လေးရှိတယ်။ Cool Play တခြင်းတွေအရန်ကောင်းတာတွေကိုကြိုက်တာတွေရှိပေမဲ့ Cool Play ကိုတော့ band တစ်ခုအနေနဲ့ overall ဆို ဘယ်တော့မှမကြိုက်ဘူးရဲ့နောက်ထပ်နာမည်ကြီးကောင်းပြီမကြိုက်တာဆိုယူထူးလဲရှိသေးတယ်တခြင်းပြောင်းမှုဆိုပြီး Spotify ကိုဖွင့်လိုက်ပြီးဖိုရှားဒေရှားရှားကြည့်လိုက်တော့ကိုယ့်ရဲ့ library ရဲ့မှာကိုတကားမှာ create လုပ်မထားတဲ့ playlist တခုတွားတွေ့တယ် playlist နာမည်က MG အထင်းမှာကတခြင်းတစ်ပုတ်သေးရဲ့တခြင်းက order sounds ရဲ့ thank you for being you MG ဆိုတာက သူ့နာမည်လေးလုံးရှိတာတဲက first name နဲ့ last name ရဲ့အတူကောက်တခါတလေလဲကိုသူ့ကို MG လို့ခေါ်လေးရှိတယ်ဘယ်ချိန်ထည့်သွားခဲ့လဲမသိပေမဲ့ဒီသင်းကိုသိရဖို့အချိန်တွေတော်တော်ကြာသွားတယ်ဒီဖုန်းကနေတိုင်းသုံးနေပြီ Spotify ကလည်းနေတိုင်းနားထောင်နေရကိုမတွေ့ဘူးတခြင်းကိုဖွင့်ပြီးနားထောင်တော့စာသားတွေကသူနဲ့ဒါမှမဟုတ်ကိုတို့ဖြစ်နေခဲ့တာနဲ့တိတ်လည်းမတိုက်ဆိုင်လာပါဘူး ဒါပေမဲ့တခြင်းကအေးအေးလေးနဲ့လှပါတယ်သူ့လိုပဲ You are my sweetest addition You are my strongest inspiration and I love you is true Okay လေးတလဲနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ